အော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ comment လေးကို reply ပြန်ပေးချင်ပါတယ်အဲ့တော့အမြန်နည်းနည်းနဲ့ပိတ်လိုက်ရမလားကိုတဲ့ဆိုတော့ကြာတော့ तू ဟာသူ့ရဲ့ TP ကိုမထိခင်မှာအမြန်နည်းနည်းလေးနဲ့ तू ဟို position ပိတ်လိုက်မလားပေါ့နော် entry ကိုပိတ်လိုက်မလားဆိုပြီးတော့ तू က ပြောထားတာဖြစ်ပါတယ် entry တကူဝင်ပြီဆိုတာနဲ့ trade တကူဝင်ပြီဆိုတာနဲ့ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့က risk and reward management နဲ့ကျွန်တော်တို့ကဝင်ရတယ်ဗျအဲ့တော့ဒီ trade trade မှာကျွန်တော်ဘယ်လောက်အဆုံးရှုံးခံနိုင်လဲဆိုတဲ့ဟာကိုအရင်စတွေးရတယ်ဗျအဲ့တော့ trade trade မှာကျွန်တော်တို့9ဒေါ်လာအဆုံးရှုံးခံနိုင်တာဒါမှမဟုတ်10ဒေါ်လာအဆုံးရှုံးခံနိုင်တာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ TP ဗျကျွန်တော်တို့ကဒီ9ဒေါ်လာသို့မဟုတ်10ဒေါ်လာပေါ်မှာကျွန်တော်တို့ကဘယ်လောက်အမြတ်ရအောင်လဲပေါ့နော် ဆိုလိုတာကကြတော့အာမဒီပဲဘလောက်ရအောင်လဲဆိုလိုတာကကြတော့1ဟာလား2ဟာလား3ဟာလား4ဟာလားပေါ့ဗျာဆိုလိုကဘယ်နှစအမြတ်ရအောင်လဲဆို2ဟာဆို2ဆပေါ့ဗျာဥပမာ30ရင်းနဲ့ဆိုလို့ရှိရင်20ရအောင်ပေါ့အဲနောက်3ဆဆိုလို့ရှိရင်30ရင်းနဲ့ဆိုရင်ဒေါ်လာ30မြင်ရမယ်ပေါ့ဗျာဆိုလိုကအဲအဲ့ဒီ risk and reward management အနေနဲ့ကျွန်တော်တို့က trade ရတာဗျာအဲ့တော့အဒီဒီအဒီ command လေးရဲ့အတိုင်းကျွန်တော်ပြန် reply ပြန်ပေးရမယ်ဆိုလို့ရှိရင်တော့အာပိတ်လိုက်ဒီပိတ်ဒီဖြစ်စီ ဒီတိုင်း TV မ TV ချင်းထားသည်ဖြစ်စီကာယကံရှင်ရဲ့ responsibility ပေါ်မူတည်ရဲ့ဗျအဲ့တော့ ကျွန်တော်တို့ဆိုလို့ရှိရင် trade တစ်ခုဝင်ပြီးဝင် stop လို့ပဲ ठी ठी အဲဘာပဲဖြစ်ဖြစ် TP အထိကိုကျွန်တော်တို့ကမရမကဘူးကျွန်တော်တို့ကလိုက်တယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာ10ဒေါ်လာရင်းထားတယ်ဆိုလို့ရှိရင်ဥမာဆိုပါစို့4ဟာဆိုလို့ရှိရင်အဲကျွန်တော်တို့၄ဆဆိုလို့ရှိရင်အဲ40မရမချင်းကိုကျွန်တော်တို့ကဒါ TP ကိုမပိတ်မပိတ်ပြဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့က trade တစ်ခုကအာကျွန်တော်တို့ဟိုဒီ market action နဲ့ price action နဲ့အဲ plus candle နဲ့ကျွန်တော်တို့တည်တည်ချာချာအာကျွန်တော် analysis လုပ်ပြီးတော့မှကျွန်တော်တို့က action င်တစ်ခုယူတာပေါ့နော်ယူတာဖြစ်တဲ့အတွက်ကြောင့်ဟိုတီပီမတီမရှင်ကျွန်တော်တို့က order မပိတ်ဘူးဗျအာအဲ့တော့ဆိုလိုတာကကြတော့ကျွန်တော်တို့ကအာဥမာဆိုပါဆိုဒီနေထောင်ဥမာဆိုလို့ကျွန်တော်တို့ကဟောပေါ့ ဟောလေးစားမြတ်ရမယ့်နေရာမှာဥပမာဆိုပါဆိုကျွန်တော်က10ဒေါ်လာရင်းနိုင်ဒေါ်လာ40မြတ်ရမယ့်နေရာမှာ10ဒေါ်လာလောက်မြတ်ပြီးတော့မှကျွန်တော်တို့ order ပိတ်လိုက်ခဲ့သေးရှိတော့တကယ်တမ်း market က price က तू ကဟာ40အထိတွားခဲ့သေးရှိတော့အမှကိုကကြံခဲ့ရောအဲရှုံးမဲ့ဆိုရင်တော့ကျွန်တော်တို့အဲ stock လောက်ကိုမှ10ဒေါ်လာကတော့လုံးဝရှုံးရှုံးခံနိုင်တဲ့ပမာဏဖြစ်အောင်အဲကြောင့်ကျွန်တော် trade set တစ်ခုယူလို့ရှိရင် risk free money နဲ့ယူတာဗျအဲ့တော့အဲ့ဒါအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ stock လောက်ကိုထိရင်ထိမထိရင် TV ထိအဲနှစ်မျိုးနဲ့ပဲကျွန်တော်တို့ကစုံစမ်းချပြီးတော့ကျွန်တော်တို့က entry တစ်ခုကိုကျွန်တော်တို့ကယူရတာပါခင်ဗျအာဒီ reply နေ့ကိုကျွန်တော်ပြန် ်ပေးခြင်းဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့ responsibility ပေါ်ကိုမူတည်ပြီးတော့ပိတ်ခြင်းနဲ့ပိတ်ပါအာကျွန်တော်တို့ဒီတိုင်းကိုယူထားတဲ့ TV အထိသွားခြင်းနဲ့သွားပါပါနော်โอเคအဲ့ဒါလေးကိုကျွန်တော်ပြောခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးနဲ့ subscribe လုပ်ပေးကြပါဦးဗျာ